Hello guys အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Tech Graduate ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကြာတော့ Amix က Minecraft Addor တွေကို sharing လုပ်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ Addor တွေကဘာတွေဖြစ်မလဲဘာတွေကဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုဒီဗီဒီယိုကိုအသုံးအထည်ကြည့်လိုက်ပါနံပါတ်၁အနေနဲ့ကကြတော့ tree capacitor လို့ခေါ်တဲ့အတော်လေးပဲဗျာ။သူကကြတော့တဲပယ်တပယ်ကိုအောက်ကနေစောက်ခုတ်လိုက်တာနဲ့တပယ်တော့ခုတ်ပြီးသွားဖြစ်သွားတာပေါ့နော်။ survivor ဆိုတဲ့သူတွေအတွက်တကယ်ကိုအသုံးဝင်တဲ့အတော်လေးပဲဖြစ်ပါတယ်။ ဒါပေမဲ့နေ့ကကျတော့ Market Plus ဆိုတဲ့ Adobe ပဲဖြစ်ပါတယ်။ဒီ Adobe ကကျတော့ mod တွေပါတွေကိုနေရာရွှေ့ချတာပဲဖြစ်ဖြစ်တနေရာကိုတည်သွားချတာပဲဖြစ်ဖြစ်ဒီခွင့်တွေကိုတုံးပြီးတော့တည်သွားလို့ရမှာပဲဖြစ်ပါတယ်။ပြီးတော့သူ့မှာ Handbook ဆိုတဲ့စာအုပ်တော့လည်းပါပါတယ်။ဒီစာအုပ်ကကျတော့ဒီ Adobe ရဲ့လုံဆောင်မှုပြီးရဒီ Adobe ရဲ့အကြောင်းအရာတွေကိုရှင်းပြထားတဲ့စာအုပ်တော့ပဲဖြစ်ပါတယ်။ နံပါတ်3ကကြတော့ Carrymon ဆိုတဲ့အတော်ပဲဖြစ်ပါတယ်။ Theodor ဆိုရဲဒီ PC တစ်ခုရှိအောင်နဲ့ Bemodem ဆိုတည်သွားလို့ရမှာဖြစ်ပါတယ်။ပြီးတော့ Theodor ထဲမှာ Guidebook ဆိုတဲ့လမ်းညွှန်စာအုပ်တော့လည်းပါဝင်ပါတယ်။ဒီ Guidebook ပါဆိုရင်ပစ္စည်းတွေကိုဘယ်လို craft ရလဲ၊ဘယ်ဟာကဘယ်လိုသုံးဝင်လဲဆိုတော့ကိုယ်အသေးစိတ်ရှင်းပြထားတဲ့စာအုပ်တော့ပဲဖြစ်ပါတယ်။ နံပါတ်၄ဒီခုဟာကြတော့ဒီ Vandal Blue Blood ဆိုတဲ့အတော်လေးပဲဖြစ်ပါတယ်။ဘယ်ဘလော့ဆို ခဲလိုက်ရုံနဲ့မတူညီတဲ့ကြာပိုင်ပြည်ပြည်တွေကိုရရှိမှာဖြစ်ပါတယ်။ Survivor တော်တော်မဟုတ်ပေမဲ့အပြင်းပြင်းဆော့လို့ကောင်းတဲ့အတော်လေးဆိုလည်းမမားဘူးဗျာ။ဆိုတော့ရန်စမ်းစောကြည့်ဖို့အကြံပေးချင်ပါတယ်။ ကဲဆိုတော့ဗီဒီယိုကိုစုံပြီးကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒါပေမဲ့အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကကျွန်တော် channel ကို subscribe လည်းမလုပ် like လည်းမပေးသွားဘူးဆိုရင်သိချပါတယ်တင်ကဂေးနေလိုပဲဖြစ်ပါတယ်ဆိုတော့ကိုကဂေးမဂေးရင်ဘူးဆိုရင်ကျွန်တော် channel ကို subscribe လုပ်ပြီးတော့ဒီဗီဒီယိုကို like လည်းပေးသွားဖို့ကြောက်ဖို့ချင်ပါတယ်ခင်ဗျာဆိုတော့ရန်အားလုံးပဲတက်တာပါ